ားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မိတ်ဆက်ပေးသွားမယ့်ရုပ်ရှင်ကားလေးကတော့ free guy လို့ခေါ်တဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ဒီရုပ်ရှင်ထဲမှာတော့ပြိတ္တချစ်တော်တပ်ပူမင်းသားတယောက်ကားတစ်ခုလိုဂိမ်းတဲ့ကိုဝင်သွားပြီးတော့တောင်းကျမ်းတဲ့ဇာလန်းကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ် ကားတစ်ခုလိုလွန်ခဲ့တဲ့ကြားမှာလူသိများတဲ့ GTA ဂိမ်းဟာဂိမ်းထဲမှာကိုလုံးချင်အောင်လုပ်ပြီးတော့မစ်ရှင်လေးကိုကြော်ဖြတ်ကာအမှတ်ယူစော်ကစားရတဲ့ဂိမ်းတစ်ခုပါအခုရုပ်ရှင်တွေကဂိမ်းကတော့ Free City လို့ခေါ်တဲ့ဂိမ်းတစ်ခုဖြစ်ပြီးတော့အဲ့ဒီဂိမ်းထဲမှာလည်းကိုလုံးချင်အောင်ကိုလုတ်ကင်ခွင့်ပေးထားပါတယ်ဂိမ်းကစားတဲ့သူကဂိမ်းထဲကိုဝင်ပြီးတော့ဘန်တွေဖောက်နိုင်တယ်ပတ်စံတွေရှာနိုင်တယ်လို့ရဲတွေကိုကြော်ဖြတ်ပြီးတော့လဲစိတ်ကြိုက်ကစားနိုင်ပါတယ် Free City ဂိမ်းထဲမှာ level အမြင့်ဆုံး player တွေကတော့ နေကမျက်မှန်တက်ထားတဲ့သူတွေဖြစ်ပြီးတော့တခြားပလေယာတွေထက်လုတ်ပိုင်ခွင့်အပြည့်ပေးတာပါလေ။ဂိမ်းထဲမှာပါလာတဲ့ဆော်လေးကိုချီသွားတာပလေတွေကိုလက်နဲ့ကြီးနဲ့ထုတာတွေပြင်တခြားပလေယာတွေမလုံနိုင်တဲ့အရာတွေကိုလုံနိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဇက်လိုက်တော်ကြီးကို Ryan Reno ကတော့ဂိမ်းထဲမှာတော့ကိုနယ်ဆိုးဖြစ်ရှိနေပြီးတော့ပရိုဂရမ်ကရေးဆွဲထားတဲ့ဂိမ်းဆက်ကောင်လေးဖြစ်ပါတယ်။သူကဘန်ဝန်ထန်းတယောက်ဖြစ်ပြီးတော့တနေ့ပြီးတနေ့ညီငွေဖွယ်ဘဝကိုဖျက်တမ်းနေရတဲ့သူပါ။ကိန်းဆွဲတဲ့သူကသူ့ကိုပုံတေဆက်ကောင်တယောက်လိုရေးဆက်ထားပေမဲ့လေကိုမေဆိုးကတော့သူ့ကိုသူတကယ့်ခပါတဲ့ကလူတယောက်လိုထင်နေစေပဲဖြစ်ပါတယ်သူ့ရဲ့အခင်ဆုံးမိတ်ဆွေကတော့ ဘန်လုံကျော်ရွေးဝင်တဲ့ကိုရာဇာဖြစ်ပြီးတော့ကိုရာဇာကသူ့ဘဝရဲ့ခက်ခဲတွေကိုရင်ဖွင့်လေးရှိပါတယ်သူတို့ဘန်ကအချိန်တိုင်းအဖောက်ခံနေရတဲ့ဘန်ဒဘန်ဖြစ်ပြီးတော့ တကယ်ပလီယာတွေကအကျန်းဖက်ကငွေလာရှာကြလေရှိပါတယ်ဒီလိုဗန်တပြတိုက်တဲ့အချိန်တိုင်းလဲလုံချုံကြီးတွေကပြန်လဲခုခံတာမျိုးမရှိဘဲနဲ့အေးအေးဆေးဆေးပဲပတ်စံထုတ်ပေးလေရှိပါတယ်ဂိမ်းထဲမှာပဲနောက်တဲ့နေကာမျက်မှန်တဲ့ပလီယာတယောက်ကတော့မက်ချစ်စုဆိုတဲ့ခက်ချောချောခက်ချီချီကောင်းပါလေးတယောက်ပါမက်ချစ်စုက Free City Game ကြီးရဲ့ဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်တစ်ခုကိုရှာဖွေနေသူတယောက်ဖြစ်ပြီးမှောက်ခိုဇိကတ်ကနေဂိမ်းနောက်ွယ်ကတယ်လွန်စားတွေကိုလိုက်လံရှာနေပါတယ်ထိုက်တန်းလှုပ်ဝက်ချက်တွေကိုရတဲ့နေရာကနေယူပြီးတော့ဂိမ်းကြီးတစ်ခုလုံးရဲ့နောက်ွယ်ကလူမသိအောင်ဖုံးထားတဲ့အမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားနေလို့တယောက်လည်းဖြစ်ပါတယ်တကယ်မှာကိုန ဲ့စွန်းနဲ့တုမိတ်ဆွေကိုရာသာတို့ဘန်ကနေပြင်မှာမျက်နှာချင်းဆိုင်ကနေလာနေတဲ့မချစ်စုနဲ့မျက်နှာချင်းဆိုင်ပြေးမိကြပါတယ်။ဒီမှာဆိုအရှင်ရရအတေရရလိုချင်နေတဲ့ကိုနယ်ဆိုကမချစ်စုကိုမြင်လိုက်တာနဲ့ချစ်စိတ်တွေဝင်သွားခဲ့ပြီးတော့သူတတန်လုံးလိုက်ရှာနေတဲ့ကောင်မလေးဆိုတာဒီလိုကောင်မလေးပဲလို့ပြောပြီးတော့နောက်ကနေကောက်ကောက်ပါအောင်လိုက်သွားလိုက်ပါတော့တယ်။ကန်ဆုံးမှုတစ်ခုကတော့သူကဂိမ်းထဲကနေတာမန်ပရိုဂရမ်လေးတစ်ခုဖြစ်နေတာကြောင့်မချစ်စုလိုအစ်စ်မြင့်ပလေယာနောက်ကိုလိုက်ဖွန်ကြောက်ဝဲမရှိပါဘူး။လမ်းဖြတ်ကူးတဲ့အချိန်မှာလည်းရထားတစ်စင်းကသူ့ကိုဖြတ်ကျိတ်သွားပါတော့တယ်။ကိုနယ်ဆိုကမတင်နိုင်တဲ့စက်ကောင်တယောက်ဖြစ်တာမလို့နောက်တနေ့အစကိုပြန်ရောက်သွားပါတော့တယ်။ ယ်ဘန်စီကိုလှုပ်သွားလှုပ်ပြီးတော့ပလေယာတွေကဓမြလာတိုက်တာတွေကိုအေးအေးဆေးဆေးခေါင်းငုံပြီးတော့ခံနေတော့မှာပဲတကားပောက်ကကနေမနေ့ကတွေ့ခဲ့တဲ့မက်ချစ်စုကိုလှမ်းမြင်လိုက်ပါတော့တယ်တနာစိတ်ငယ်ထိတ်ရောက်နေတဲ့ကိုနေစုကမက်ချစ်စုနောက်ကိုလိုက်ချင်လာကြောင်းဘာကညာညာတိတ်မစိမ်းသာတော့ပဲနဲ့ဘန်ကိုဓမြလာတိုက်တဲ့ပလေယာတွေကိုပြန်တိုက်ခိုက်ပါတော့တယ်ဘန်ဓမြကလည်းခက်နှုံနှုံဓမြဖြစ်တာကြောင့်သူ့ရဲ့နေကမျက်မှန်ကကိုနေစုစီပါသွားခဲ့ပါတယ်လေဗယ်မြင့်ကစားတူတွေဒါတက်စင်ွေရှိတဲ့နေကာမျက်မှောက်ကိုတက်လက်ချင်မှာတော့သူ့ဘဝမှာတက်တက်လုံးမမြင်ဘူးတဲ့အရာတွေကိုမြင်လာပါတော့တယ်။ နေရာတိုင်းမှာနေုံစက်လုံးတွေနဲ့ဂိမ်းတခုအတွင်ပြန်ပြောင်းသွားပြီးတော့တူမြင်တွေ့နေတဲ့အရာတွေကနောက်ထပ်ကဘာတက်တခုလိုဖြစ်သွားပါတော့တယ်အသက်ပြည့်တဲ့ပုံတွေကိုထိလိုက်ချင်မှာတော့တူတခုလုံးအကောင်းတိုင်းပြန်ဖြစ်သွားပြီးတော့မြို့ထဲပတ်သားကငွေတွေလိုက်ရှာပါတော့တယ်ဒီလိုဂိမ်းတွေကတာမန်ဇက်ကောင်တွေနဲ့မတူတဲ့ အင်ကြီးအပြာဝတ်ထားတဲ့စက်ကောင်ကိုတတိထားမိသွားတဲ့သူတွေကတော့ကိုမွန်နဲ့ကိုတော်ဆိုတဲ့ game programmer တွေပဲဖြစ်ပါတယ်။သူတို့ကကိုနယ်စုတယောက် game နဲ့ရှောက်သွားရှောက်လုံနေတာတွေကိုတတိထားမိပြီးတော့အပြင်ဘက်ကနေသူ့ကိုဖြုတ်ချပစ်ဖို့ကြိုးစားခဲ့ရပါတယ်။ဒါပေမဲ့မအောင်မြင်ခဲ့ပဲနဲ့နောက်ဆုံးအချက်အနေနဲ့သူတို့ကိုယ်တိုင် game နဲ့ဝင်သွားပြီးတော့ကိုနယ်စုနဲ့တွားတွေ့ခဲ့ကြပါတယ်။အပြင်မှာကုတ်ရေးပြီးရှင်းမရလို့ game နဲ့ဝင်ပြီးအပြက်ရှင်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ကိုနယ်စုကတူဖတ်တက်ကနေအထူးဆွမ်းအားတစ်မျိုးကြောင့်အမြင့်ကြီးကိုခုန်တက်ကရှောင်းနိုင်ခဲ့ပါတယ်။ကိုမွန်နဲ့ကိုတော်တို့နောက်ကနေလိုက်ပေမဲ့လည်းသူတို့မမီခဲ့ပါဘူး။နောက်ဆုံးတိုက်ပေါ်ကနေမတော်တဆ အပြုတ်ကျသွားပေမဲ့ဆရာသမားကပါဝါတစ်ခုထုတ်သုံးလိုက်တာကြောင့်အတက်ဘေးကနေထက်လွတ်သွားပြန်ပါတယ်ဒါပေမဲ့ကိုမော်နဲ့ကိုတော်တို့ကနောက်ကနေအပြက်ရှင်းလိုက်တာကြောင့်ကိုနန်ဆိုးလည်းမချောင်နိုင်တော့ပဲနဲ့အဲ့ဒီနေရာမှာပဲတိတ်ဆုံးသွားပါတော့တယ်တကယ်လက်တွေ့ဘဝကိုပြန်ရောက်ချိန်မှာသူတို့ရှင်းထုတ်ခဲ့တဲ့အကောင်ရဲ့နောက်ကျောင်းကိုလိုက်ချိန်မှာတော့ကိုနန်ဆိုးဆိုတာတကယ်အပြင်ကလူတယောက်စော့နေတဲ့ဇက်ကောင်ပြောင်းဖို့ပဲနဲ့ဂိန်းကအလိုလိုတိဆောက်ပေးထားတဲ့ဇက်ကောင်ဖြစ်နေတယ်ဆိုတာကိုသိလာခဲ့ပါတယ်ကိုနန်ဆိုးကိုရှင်းထုတ်ခဲ့တဲ့ကိုတော်ဟာ Free City လို့ခေါ်တဲ့ဂိမ်းကြီးကိုတီထွင်တဲ့နေရာမှာအရေးပါဆုံးလူတယောက်ဖြစ်ပြီးတော့ကုမ္ပဏီတစ်ခုလုံးမိဘတော့ကသူ့ရဲ့အကြံဉာဏ်အနေနဲ့တိစောက်ထားတာပဲဖြစ်ပါတယ်။သူ့မှာကြိတ်ချင်နေရတဲ့မိန်းလေးတယောက်ရှိပြီးတော့အဲ့ဒီကောင်မလေးကတော့ရတနာလို့ခေါ်ပါတယ်။ရတနာလည်းဂိမ်းရေးတဲ့ programmer တယောက်ဖြစ်ပြီးတော့ Free City ဂိမ်းအကြောင်းကိုကောင်းကောင်းကြီးတိနားလေထားတဲ့လူတယောက်ဖြစ်ပါတယ်။အဲ့ဒီဂိမ်းကြီးကိုပိုင်ဆိုင်ထားတဲ့သူကတော့ဥဘောကလို့ခေါ်တဲ့လူတယောက်ဖြစ်ပြီးတော့တထေးကြီးဥဘောကကရတနာနဲ့ကိုတော်တို့ဖန်တီးထားတဲ့ဂိမ်းတစ်ခုရဲ့ကုတ်တွေကိုခိုးယူပြီးတော့ Free City လို့ခေါ်တဲ့ဂိမ်းကိုဖန်တီးခဲ့ခြင်းပဲဖြစ်ပါတယ်။ မှန်တကယ်တော့ယတနာဟာဂိမ်းထဲမှာမချစ်စုဆိုတဲ့နာမည်နဲ့စော်ကစားနေတဲ့သူဖြစ်ပြီးတော့သူမဟာဂိမ်းနောက်ွယ်မှာဟွက်ထားတဲ့လူတိမခံတဲ့လှုပ်ဝက်ချက်တွေကိုရှာဖွေနေတဲ့သူတယောက်ပါ Free City Game ရဲ့လူတိမခံနိုင်တဲ့တန်တရာမှာသူတို့ရေးထားတဲ့မူလကုတ်တွေရှိနေပြီးတော့အဲ့ဒီနေရာကိုအလေတကူသွားနိုင်ဖို့ယတနာကကိုတော့စီကိုလှမ်းအကူညီတောင်းခဲ့ပါတယ်။အဲ့ဒီကုတ်တွေကိုလှုပ်ဝက်ပြီးတင်းစီထားတဲ့နေရာကဂိမ်းထဲကမြို့အပြင်ဘက်တန်တရာမှာရှိနေပြီးတော့လုံခြုံရေးအများကြီးခြတာတာကြောင့်တာမန်ကစားသူတွေလုံးဝဝင်လို့မရပါဘူး။အဲ့ဒီလှုပ်ဝက်အင်ဂျင်စီကို Matches နဲ့ကိုနယ်ဆုရောက်သွားတာကိုလုံခြုံရေးတွေကတတိပြုမိသွားပြီးတော့ပြစ ခတ်မှုတွေစလုပ်ပါတော့တယ်လက်နက်အင်အားချင်းမမျှတာကြောင့်မက်ချစ်စုဟာပေါ်တယ်တစ်ခုဖွင့်ကသူ့နေရာချင်းကိုပြန်သွားခဲ့ပြီးတော့ကိုနယ်စိုးလည်းမက်ချစ်စုနောက်ကိုကောက်ကောက်ပါအောင်လိုက်ပါသွားတော့တယ်ကိုနယ်စိုးဟာအခုမှ level 1အဆင့်သာရှိတဲ့ player တယောက်မလို့မက်ချစ်စုလိုအဆင့်မြင့်ကစားသမားတယောက်မဟုတ်သေးပါဘူးဒါကြောင့်မက်ချစ်စုလိုမျိုးတိုက်ခိုက်ရေးတနက်အကောင်းစားတွေကိုမကင်နိုင်သေးသလိုတိုက်ခိုက်မှုတွေလည်းဆက်မလုပ်နိုင်သေးပါဘူးမက်ချစ်စုကသူ့မကိုကူညီချင်တယ်ဆိုရင်သူ့မလိုမျိုးအဆင့်တရာကျော်ရောက်တဲ့အထိလုပ်ပါလို့ပြောခဲ့ပါတယ် အင်းနေကဆာလို့ကိုနေစုကမြို့ထဲသွားပြီးတော့အမတ်တူကိုရတလောက်ယူပါတော့တယ်သူအမတ်ယူပုံယူနေကတခြားလူတွေတို့အကြံဖက်ပြစ်ခတ်တိုက်ခိုက်ပြီးတော့အမတ်ယူတာမျိုးမဟုတ်ပဲနဲ့ဒုက္ခရောက်နေတဲ့သူတွေကိုကဲတင်ပြီးတော့အမတ်ယူတာပဲဖြစ်ပါတယ်ဒီလိုအမတ်ယူလိုက်တာကြောင့်သူ့ရဲ့အမတ်တွေကတခြားကစားသူတွေကိုကြော်တက်ပြီးတော့ အလွယ်တကူပဲအစ်စ်နေတစ်ဆင့်မင်းတစ်ဆင့်တိုးတက်လာပါတော့တယ်။သူဒီလိုအမှတ်တွေတောက်လျှောက်ယူနေတာကိုကဘာနဲ့ကလူတွေသိသွားပြီးတော့တတင်းတွေမှာပါပါလာပါတော့တယ်။ရုပ်တရက်ချက်ချင်းဆိုလို့ကိုနေဆိုကကဘာကျော် celebrity တယောက်ဖြစ်လာပြီးတော့သူ့နောက်ွယ်ကစော့နေတဲ့သူကဘသူလဲဆိုတာကိုပါအပြင်းထန်လိုက်ရှာပါတော့တယ်။တနေ့မှာတော့သူရခင်ကအလုလုခဲ့တဲ့ဘန်ကိုပြန်သွားခဲ့ပြီးတော့သူ့မိတ်ဆွေကိုရာစာကိုပါသူ့လိုမျိုးနေကမျက်မှန်တက် player တယောက်ဖြစ်ပြောင်းလဲဖို့တွန်းအားပေးခဲ့ပါတယ်။ဒါပေမဲ့သူ့မိတ်ဆွေကိုတိုင်ကရိုးရိုးစက်ကောင်တယောက်ဖြစ်နေတာနေချင်တာမလို့သူကန်းကန်းနာကိုလက်တက်မခံခဲ့ပါဘူး။ဒီချိန်မှာပဲ game company ထဲမှာ company ပါရှင်ဥပ္ပကရောက်လာပြီးတော့သူတို့ ိန်းတွေထဲမှာနာမည်ကြီးနေတဲ့အင်ကြီးပြဝဲကောင်ကြောင့်ကိုမေးပါတော့တယ်တူတူဘက်တွေကအဲ့ဒီကောင်ကိုရှင်းထုတ်ပြလိုက်ရမလားလို့မေးတဲ့အခါမှာအဲ့ဒီကောင်ကလူစိတ်ဝင်စားမှုရနေတဲ့စက်ကောင်တစ်ကောင်မလို့အစိမ့်မြင့်တင်တာတွေလုပ်ပြီးတော့အမျက်ထုတ်ဖို့ပါပြောလိုက်ပါတော့တယ်မန်ချက်စုကတော့ဂိန်းထဲမှာတူတူရဲ့ကုတ်တစ်ကိုတရံမွေယူသုံးထားတာကိုတက်တီပြဖို့အတွက်လှုပ်ဝက်ချက်တွေထားတဲ့နေရာစီကိုတယောက်ထဲသွားနေပါပြီလုံချုံအေးတွေကသူမကိုသွေးသွားချိန်မှာတော့တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီး မချစ်စုကိုလူစိုးတွေလက်ထက်ကနေကယ်တင်ပေးသွားတဲ့သူကတော့နာမည်ကျော်ကွန်နဲ့ဆိုးဝဲဖြစ်ပါတယ်။သူက level မြင့် player တယောက်ဖြစ်လာပြီးမို့ဆိုင်ငယ်ကြီး C ကမချစ်စုကိုလူစိုးတွေလက်ကနေလာခဲ့နေခဲ့ပါတယ်။ညအချိန်မှာတော့သူတို့နှစ်ယောက်မြေကဲနှစ်ဖူးနာသွားပြီးတော့ရေခဲမုတ်စားကအာလူဖုတ်ကြပါတယ်။ အလူဖောက်ကြရင်လည်းပဲကိုနယ်ဆိုးကစိတ်မထိနိုင်တော့ပဲနဲ့မန်ချက်စတာကိုနန်းဆိုင်လိုက်ပါတယ်။အဲ့ဒီရမှာပဲကိုတော်ကယန္နာအိမ်ကိုရောက်လာပြီးတော့သူတို့နောက်အတူတူရေးခဲ့ကြတဲ့ကုတ်တွေကအမှန်တကယ်ပဲ Free City ဂိမ်းထဲမှာအသက်ဝင်လာပြီလို့ပြောခဲ့ပါတယ်။ဒါပြင်အခုနာမည်ကြီးနေတဲ့ရှဲအင်းကြီးပြောင်အောင်ဝဲလူတာကိုနယ်ဆိုးဆိုတာနောက်ွယ်ကလူထိန်ချုပ်ထားတဲ့ဇက်ကောင်တယောက်မဟုတ်ပဲနဲ့ AI နီးပညာနဲ့ဖန်တီးထားပြီးတော့ဂိမ်းထဲမှာသူ့အလိုလိုတက်ဝင်လာတဲ့ဇက်ကောင်တယောက်ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဒါပြင်သူတို့အခုဆော့နေတဲ့ Free City ဂိမ်းကဇက်ပိုင်းအတွက်မှာပဲဘာရှင်းအစ်စ်ထွက်လာတော့မှကြောင့်အခုမူလဘာရှင်းမှာပဲသူတို့ရဲ့ကုတ်တွေကိုပြန်ယူဖို့အပြင် ်ထန်လုံးပန်းကြပါတော့တယ်တထဲကြီးဥဘောခကအခုဘာရှင်အစ်စ်ထဲမှာရှိတဲ့ဇက်ကောင်တွေကိုအကုန်ဖျက်ပစ်ပြီးတော့ဘာရှင်အစ်စ်မှာနောက်မတူတဲ့ဇက်ကောင်အစ်စ်တွေနဲ့ပြန်ထည့်ဖို့စိန်ကူးထားတာပါကိုတော်တို့နှစ်ယောက်လည်းသူတို့ပိုင်တဲ့ကုတ်တွေကိုပြန်ရှာပြီးတော့ဒီဂိမ်းကြီးကိုပြန်ယူဖို့ကိုနဲ့ဆိုရဲ့အကူအညီလိုအပ်လာခဲ့ပါပြီရေတနာကဂိမ်းထဲကိုပြန်ဝင်သွားပြီးတော့မချစ်စုအနေနဲ့သူ့ကိုတွားတွေ့ကသူ့ကိုဂိမ်းထဲကဇက်ကောင်ကောင်ဖြစ်တယ်လို့အဖြစ်မှန်ကိုရှင်းပြလိုက်ပါတယ်အခုဂိမ်းကြီးကိုဘာရှင်မြင်လိုက်ရင်သူလည်းပဲဖျက်တဲ့ထဲထာဝရပါတော့မှဖြစ်တာကြောင့်မဖျက်ခင်အချိန်ခဏလေးအတွင်းမှာပဲသူတို့ရဲ့ကုတ်ကိုကူညီပြီးပြန်ယူပေးဖို့ပြောလိုက်ပါတယ်သူ့ကိုသူတာမန်လူတယောက်လို့ ထင်းရောက်နေတဲ့ကိုနေဆိုကစိတ်သက်အကြီးကျယ်ကျသွားပြီးတော့စိတ်ညစ်ညစ်နဲ့ပင်လယ်ကမ်းခြေကိုထွက်ပြေးသွားခဲ့ပါတယ်ပင်လယ်ကမ်းဆက်မှာတွေ့တဲ့ခဲနဲ့ကမ်းခြေကိုပြစ်ပေါက်လိုက်ချင်မှာတော့ဂဲလုံးနဲ့တဆုံတစ်ခုတိုက်မိသွားတာကိုတွေ့သွားခဲ့ပါတယ်သူကိုယ်တိုင်လည်းမချစ်စုကိုချစ်မိသွားတာကြောင့်နောက်ဆုံးမှာတော့ဘာပဲဖြစ်ဖြစ်သူမကိုကူညီဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်တကယ်ချင်းရင်းကြီးကိုရစာကိုလည်းအိမ်ထိသွားခေါ်ခဲ့ပြီးတော့ဒီမရှင်မှာကူညီဖို့သွားပြောခဲ့ပါတယ်နောက်ဆုံးမှာတော့လှုပ်ဝဲကုတ်ပြီးတိမ်းစီထားရနေရာကိုရောက်ရှိချိန်မှာအဆောက်တွေနဲ့ဖိတ်တိုက်သွားပါတော့တယ်ကံကောင်းသွားတာတစ်ခုကသူတွေ့ခဲ့တဲ့အဆောက်တွေကသူ့ရဲ့အမခံပြိတ်သက်ဖြစ်နေတဲ့ချက်ပဲဖြစ်ပါတယ်အဲ့ဒီကစားသမားတွေ တွေဟာကိုယ်နဲ့စိုးကိုတိနှင့်နေကြပြီးတော့လိုလိုလားလားပဲသူတို့ကိုယ်တိုင်အဲ့ဒီကုတ်တွေထည့်ထားတဲ့ file ကိုပြလိုက်ပါတော့တယ်အဲ့ဒီ file ကိုဖြည့်ကြည့်လိုက်ချင်းမှာယတနာတို့မူလကတိစောက်ထားတဲ့ game ကိုတွေ့လိုက်ရပြီးတော့အဲ့ဒီ game set က free city game ရဲ့တနည်းပါခွက်ထားတယ်ဆိုတာကိုပါသိလိုက်ရပါတယ် တစ်ဖက်ကနေလည်းကိုနယ်ဆိုးကိုဒိုက်ရိုက်ကြည့်နေတဲ့ပြိတ္တတွေများပြားလာတာကြောင့်ဂိမ်းအတွက်ထွက်မဲ့တင်းကိုဘယ်သူမှစိတ်ဝင်စားတော့ပါဘူး။ဒါကြောင့်ကိုဘောကကဂိမ်းကို restart လုပ်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့မန်ချစ်စတာတယောက်ကိုနယ်ဆိုးကိုတွေ့ချင်မှာသူတိခဲ့တဲ့ကိုနယ်ဆိုးတယောက်မဟုတ်တော့ဘဲနဲ့အရေးပုံစံတိုင်းပြင်ဖြစ်သွားခဲ့ပါပြီ။ဘာတွေဖြစ်ကုန်ပြီလဲလို့ယန္တနာကကိုတော့စီကိုဖုံးဆက်လှမ်းမိလိုက်ချင်မှာသူကဖြစ်ချောင်းကုံစင်ကိုပြောပြခဲ့ပါတယ်။ယခင်လိုကိုနယ်ဆိုးကိုပြန်ခေါ်ဖို့နီလန်ပေါင်းစုံရှာခဲ့ပြီးတော့နောက်ဆုံးမှာအဖြေတစ်ခုကိုတီးသွားခဲ့ပါတယ်။အဲ့ဒါကတော့လူလုံးမှတ်ညံတစ်ခုဖြစ်နေတဲ့ကိုနယ်ဆိုးစုတို့ကိုနမ်းလိုက်ပြီးတော့ယခင်ဘဝကိုတတိယအသွားလွတ်လိုက်တာပါပဲ။အနမ်းပ နဲ့ချွေပြီးရဲ့နောက်မှာ Ryan ဟာရခင်လိုလူတယောက်ပြင်ဖြစ်သွားပြီးတော့ Free City ထဲမှာကွဲဝက်ထားတဲ့ကျုံးကိုစတင်ရှာဖွေပါတော့တယ်။အမှန်တကယ်တော့အဲ့ဒီကျုံးဟာသူတို့မျိုးရဲ့မိုးကုတ်ဆက်ဝိုင်းအလုံးမှာတိစောက်ထားတာပါ။အဲ့ဒီနောက်မှာတော့ကိုနေဆိုးက game ထဲမှာ program ထည့်ထားတဲ့ဇက်ကောင်တွေအားလုံးကိုသူတို့အားလုံးလွတ်မြောက်ဖို့အတွက်လွတ်မြောက်ရေးမိန့်ခွန်းတွေကိုပြောပါတော့တယ်။တထင်းမင်းကြီးကိုယ်တိုင်ကလည်းသူ့ရဲ့နောက်ထပ်မဲ့ game ကိုအနှောက်အယှက်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကိုနေဆိုးတို့လုံးမဲ့အလုပ်တွေကိုမရရအောင်ဖျက်ပါတော့တယ်။သူတို့လှုပ်ဝက်ကျုံးစီကိုတွားရလမ်းမှာလဲတိုက်တာအဆောင်တွေကိုဝုန်းလိုက်ချက်ဖျက်ဆီးပြီးတားဆီးခဲ့ပေမဲ့ကိုတော်ကအပြင်ကနေ game ကိုပြင်လိုက်တာကြောင့်သူတို့အသက်ဘေးက နေလွတ်လာခဲ့ပါတယ်ရောထဲကယတနာတို့ကိုကူညီပေးနေတဲ့ကိုတော်ကိုတထိပ်ကဖမ်းဆီးမိသွားခြင်းမှာကိုတော်ကသူ့ရင်ဘက်ထဲမှာရှိတဲ့စကားလုံးတွေကိုဖွင့်ဟပြောခဲ့ပြီးတော့ကိုနယ်စိုးတို့ကိုပင်လယ်ကမ်းတစ်ဖက်ကိုသွားနိုင်ဖို့တရားတစ်ခုစောက်ပေးလိုက်ပါသေးတယ်ဒါအပြင်ယတနာဆော့နေတဲ့ဂိမ်းဆက်ကောင်ကိုလည်းစာပါကနေဘန်းလိုက်တာကြောင့်ယတနာလည်းပျောက်ကွယ်သွားပြီးတော့ကိုနယ်စိုးတယောက်ပဲငေါငေါငကြီးကြံရိတ်ခဲ့ပါတော့တယ်ဥဘောကလည်းနောက်ဆုံးမှာတော့သူ့ရဲ့နောက်ဆုံးလက်နက်ဖြစ်တဲ့ဂိမ်းဆက်ကောင်တယောက်ကိုထုတ်သုံးဖို့ပြင်ဆင်မှာတော့တယ်အဲ့ဒီဖိုက်တာကြီးကကိုနယ်စိုးနဲ့ပုံစံတူဆက်ကောင်တယောက်ဖြစ်ပြီးတော့ဗလာနေရာမှာရောဇာနေရာမှာပါ original နဲ့အပြတ်တက်ကိုခွာချပါတယ်တရား ကူညီနဲ့တဖက်ကန်းကကျိုးစီကိုရောက်ဖို့လုပ်နေတဲ့သူကိုဖိုက်တာကောင်ကြီးကအပြင်းထန်ပဲဆော့ပလော့တီးပါတော့တယ်ဒီလိုဇက်လိုက်ကြုံနေဆိုလဲအပြင်းထန်တိုက်ခိုက်ခံနေရချိန်မှာသူ့ကိုလာအကူညီပေးတဲ့သူကတော့သူ့မိတ်ဆွေကြီး ကိုရစားပါဖိုင်တာကြီးကစူပါလက်တီတိုက်ခွက်နဲ့ထိုးနှက်ဖို့ပြင်ဆင်နေချိန်မှာကိုနယ်စုကပါဝါရီရနိုင်တဲ့မျက်မှန်ကိုကောက်တက်လိုက်ကကပလင်အမေရိကဒိုင်းနဲ့ကားလိုက်ပါတယ်ဒါ့အပြင်လူတန်ကြီးဟော့လက်တီပါဝါကိုထုတ်သုံးပြီးတော့တိုက်ခိုက်လို့လေဆာဓာတ်တွေနဲ့ပါတရက်ဆက်ပြန်တိုက်ခိုက်ပါတော့တယ်ဒီလိုဘားတဲ့ပြန်ကြားတဲ့ပြန်တိုက်ခိုက်ပေးမယ်လေအင်အားချင်းမမျှတာကြောင့်ကိုနယ်စုကဗလာကြီးရဲ့ထိုးနှက်ချက်တွေအောက်မှာပဲလေးကြပါခဲ့ပါတယ်သူ့ဘော်ကိုလည်းအားနဲ့ဖိကခန္ဓာကိုယ်ကိုဖောက်ဖို့ကြိုးစားနေတော့မှသူ့လက်ထဲမှာရှိတဲ့မျက်မှန်ကိုဗလာကြီးကိုတက်ပေးလိုက်ပါတယ်စူပါပါဝါတွေကိုတတတ်နဲ့တကူမမြင်မှုတဲ့ဗလာကြီးကနောက်ဆုံးမှာတော့တိုက်ခိုက်ဖို့ကိစ္စ ဆာကိုမေ့သွားပြီးတော့မိုးရုံခန့်ငယ်လေးတွင်ဖြစ်သွားပါတော့တယ်။ဗလာကြီးရံကိုရှင်းပြီးသွားချိန်မှာတော့ကန်တစ်ဖက်ကိုကူးဖို့ပြင်ဆင်ကြပါတော့တယ်။ဒီချိန်မှာပဲတထင်းကြီးဥဘောကကသူတို့ဂိမ်းကိုအကြမ်းနည်းနဲ့ဖြည့်ရှင်းဖို့ဆာဗာတွေထားတဲ့နေရာစီကိုသွားနေပါပြီ။သူ့ရဲ့အကြံစီကတော့ဂိမ်းဆောက်ထားတဲ့ဆာဗာတွေကိုအပြင်ကနေဖျက်ဆီးလိုက်ရင်ဂိမ်းလည်းပျက်စီးသွားမှာဖြစ်တယ်လို့ကိုနယ်စိုးတို့ကလည်းအလိုလောက်ဖျက်ဆီးပြီးသားဖြစ်သွားမယ်လို့ရှင်းရထားပါတယ်။ကိုဘောကကိုကိုဘောကတားမြစ်ပင်မဲ့လဲဘလို့မှတားမြစ်လို့မရဘဲနဲ့နောက်ဆုံးမှာပစိန်တလက်နဲ့ဆာဗာတွေကိုဖျက်ဆီးပါတော့တယ်။အပြင်ဘက်မှာဒီလိုအကြမ်းဖက်နေတာကြောင့်ဂိမ်းတွေကအဆောက်အဦးတွေနဲ့ပရိုဂရမ်ရေးထားတဲ့ဇက်ကောင် ောင်းနေရဖြိုဖျက်ဖြစ်ပြီးတော့ကဘာပြောက်ကုန်ကြပါတယ်သူတို့ပြေးရွာနေတဲ့တရားကြီးလည်းစပြီးပြက်လာပြီးတော့တုမိတ်ဆွေပါအဖြက်စီးခံလိုက်ရတဲ့အထက်ပါသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ကိုနေဆုပြေးနာမှာဘယ်သူမှမရှိတော့ဘဲနဲ့တောင်မြေမှာလွတ်တဲ့ရွှေဟင်းသာလို့တခေါင်းလဲကြံခဲ့ပါတော့တယ်အားကုန်လုံးပြီးတော့ပြေးလိုက်ချိန်မှာတော့ ကွယ်ဝတ်ထားတဲ့ကျိုးစီကိုရောက်သွားခဲ့ပါတယ်။တထိုင်ကျူဥပေါ်ကလည်းရတနာတို့ခင်းကိုခိုးချပြီးတော့ Free City ခင်းကိုဖန်တီးထားတယ်ဆိုတာကိုကဘာကတည်သွားခဲ့ပါပြီ။ကောက်ကျစ်တဲ့ဥပေါ်ကဟာဒေါရတကြီးနဲ့စာပါတွေကိုဖျက်ဆီးနေတုန်းမှာပဲရတနာဝင်လာပြီးတော့ရှင်လက်လျှော့လိုက်ပါတော့လို့ပြောဆိုလိုက်ပါတယ်။ရတနာဟာတူတီဆောက်ထားခဲ့တဲ့ခင်းတွေကကဘာကိုတာလိုချင်တယ်လို့ပြောပြီးတော့ကျန်တဲ့နာမည်တွေနဲ့ကုတ်တွေကိုပါအပေးယူနေတဲ့ဥပေါ်ကကိုပြေးလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့အတ္တကြီးမတူဥပေါ်ကလည်းအလျှော့ပေးလိုက်ပြီးတော့ Free City version အစ်စ်ကိုပါထုတ်လိုက်ပါတယ်။ဂိမ်းကုန်ဒီမှာဂိမ်းကိုဖန်တီးခဲ့တဲ့ကိုတော်ကိုမော်နဲ့ရတနာတို့မရှိတော့တဲ့ နောက်ပိုင်းမှာဂိမ်းတက်ဟာထင်သလောက်မအောင်မြင်တော့ဘဲနဲ့နောက်ဆုံးမှာတော့ကုမ္ပဏီပါအရင်ပြုတ်သွားပါတော့တယ်ရတနာတို့တကယ်ချင်းတတိုင်းလည်းနောက်ဆုံးမှာတော့သူတို့ကိုယ်တိုင်ဂိမ်းတစ်ခုကိုထုတ်လုပ်ဖို့ပြင်ဆင်ကြပါတော့တယ်နောက်ဆုံးမှာတော့မက်ချစ်စုကိုချစ်စိတ်ဝင်ခဲ့တဲ့ဂိမ်းလေးကကိုနွယ်ဆိုးဆိုတာကတကယ်အပြင်ကကိုတော်ရဲ့ဘဝဆက်လန်တဲ့ဘုတ်ဖြစ်နေတာကိုသိသွားပြီးတော့ရတနာလည်းကိုတော့ကိုအချစ်တွေအများကြီးပေးလိုက်ပါတော့တယ်အခုလို့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျွန်တော်တို့ Picasso Channel ကနေကျေးဇူးအများကြီးတင်ပါတယ်ပြောပြပေးစီလို့တဲ့ဇလန်းလေးတွေရှိရင်လည်းအခုဗီဒီယိုအောက်မှာ comment ရေးသွားလို့ရပါတယ် ဗီဒီယိုလေးကိုကြိုက်နေသက်ပါက like and share လေးလုပ်သွားပေးကြပါဦးခင်ဗျာ